ားလုံးပဲမင်္ဂလာပါ Man U Channel ကနေအားလုံးကြိုဆိုပါတယ်ဆိုတော့စာသမားတွေကျွန်တော်တို့ဒီနေ့ပိုက်ကစားခဲ့တဲ့ Premier League ပွဲစဉ်30အဖြစ် For A Inquire မှာ United ကဝယ်စီနေရှုံးနေတယ်ပေါ့ဗျာ9မိနစ်မှာ England ကရဲ့တူကြီးကြော်ဖြဲမှုကြောင့် For A ကသူတို့ရဲ့ Inquire မှာအနိုင်၃ဘက်ကိုရခဲ့တယ်ပေါ့ဗျာဆိုတော့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အနေအကျပေါ့ဗျာကျွန်တော်ပွဲပွဲသွင်းချက်နဲ့ဆွေးနွေးတော့စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ပထမဆုံးနော်တယ်ဖုန်းရဲ့အသင်းကိုကြည့်ရလို့ချင်းသူတို့ကဒီရဒီမှာလေတကိကိုပေါင်းမဲကောင်းကောင်းနဲ့ပြပြီးတော့အစင်းသုံးမှာရိုက်တင်နေတဲ့အသင်းသင်းဖြစ်တယ်ဘာမှအပြစ်ပြောစရာမလိုပဲဒီနေ့ပွေးစီရန်လည်းပဲတကိကိုအကောင်ဆုံးဖြစ်တဲ့နိုင်ခဲ့တယ်ယူနိုက်တက်ကိုဂိုးမပေးရအောင်အတွက်အဖက်ဖက်ကလှုပ်ဆုံနိုင်ခဲ့တာပါဗျာဆိုတော့ဖော်ရက်ကတကိကိုဒီနောက်တန်းရောကွင်းလီရောဂိုးသမအပါဝင်တကိကိုချစ်လေးပြီးတော့တသိလုံးအတိုင်းအားတိုင်းနဲ့ကစားနိုင်ခဲ့တဲ့ရှင်တခုမှရှိပြီးတော့မက်ဆာနဲ့တဲ့အသင်းတက်ကိုအဖက်ဖက်က အတားစီတဲ့ကစားနိုင်ခဲ့ရေကျွန်တော်ပြောလို့ရတယ်ကိုရဲတင်းကဘလုံးပတ်ဆိုင်မှုကိုပေါက်ကဲတင်းမှုအဲ့ဒါတွေပဲရတာအခွင့်အရေးဘိုင်းမှဆိုရင်တိုက်စီဘိုင်းကလုံးဝအသုံးမချနိုင်မှုတွေရှိတယ်ပေါ်တော့ကိုထူးထူးခြားကျွန်တော်ပြောစီရမလို့သူတို့ကပီဂရီပွေးစီတွေပေါ်လေအကောင်းဆုံးလုံးနိုင်ခဲ့တယ်ယူနိုက်တက်ကသာအနိုင်သုံးဘက်ကိုမရနိုင်ခဲ့တာသူတို့က9မိနစ်မှတွင်ခဲ့တဲ့အီလန်ကရဲ့တကူကြောင့်အနိုင်သုံးဘက်နဲ့အဆင်ပြေနေခဲ့ပြီဆိုတော့ ကိုရအသိအနေနဲ့ပေါ့ဗျာဒီနေ့ပွေးစဉ်ကတကယ့်ကိုလူစုံတက်စုံနဲ့ပွေးထုတ်လာခဲ့တဲ့အနေအထားတခုမှကျွန်တော်ရှိနေခဲ့တာဂိုသမနေရာမှာအန်ရီအိုရနာပါဝင်လာတယ်ပြီးလို့ရှိရင်နောက်တဲ့ဆက်ရပဲ၃ရောက်မှဆိုရင်လီနီယိုပါဝင်လာတယ်ဒီလီနဲ့မာဇာဝီကျွန်တော်ခင်စစ်မှာတုံပြခဲ့တယ်ဒီ၃ရောက်ကကျွန်တော်တို့မှာကောင်းစွာလို့ပြောလို့ရတယ်ကွင်းလီလေးရောက်မှဆိုရင်ပက်ထရီလူကိုပြန်ပါလာတယ်ပြီးလို့ရှိရင်ကက်စမီရိုဥကာတဲ့နဲ့ဒီကိုထားလို့ပေါ့ဗျာအဲ့ဒီ၄ရောက်မှအစိုးဆုံးကဒါတော့ ဒါလော့စီကနေကျွန်တော်တို့ညာဘက်အချင်းကဘယ်နှကူမှဘယ်နှလုံးမှကျွန်တော်တို့ဟိုဖန်တီးပေးနေခြင်းလည်းမရှိခဲ့ဘူးဆိုတော့ဒီကောင်ကဂျာတီကိုရင်အတင်းကနေထုတ်ပြပလဲရမှာအယုံစင်းရင်တည်းမှာမပေါဘူးဆိုမှဒီကောင်ကိုထုတ်ရမှာနံပါတ်10နှစ်ယောက်ကကျွန်တော်တို့ဒီဘလူးနိုဖာနီတဲ့နဲ့ကာနာရှိုကိုထိထိအသုံးပြုခဲ့တယ်ကာနာရှိုကလည်းပဲအခွင့်အရေးရရှိခဲ့တဲ့နေရာတစ်ခုမှတော့သူတို့အဲ့ဒီအခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့ဘူး ိုတော့အထောက်မှာတော့စကီစီကျွန်တော်ပွေးထုတ်လာတော့ပေါ့ဗျာနောက်ပိုင်းမီနီတီမှာပဲဟိုဖိုင်လင်းတို့ကိုကျွန်တော်ထစ်ထစ်အသုံးပြုခဲ့တာဆိုတော့ဒါကကျွန်တော်ဒီပထမပိုင်းရေးပွေးထုတ်လို့စင်းအနေထားတစ်ခုပေါ့ဒီနေ့ပွေးစီမှာပေါ့ဗျာဒီနေ့သင်ရလက်ကိုပထမပိုင်းအနေထားတစ်ခုကြည့်ရလို့ချင်း forex ကဟိုဝင်းစီနဲ့၅မိနစ်မှာသင်ခဲ့တဲ့ပထမပိုင်းမှာ united ကဂိုးမရှိဘူးပေါ့ဗျာဘောလုံးပိုင်ဆိုင်မှုအနေနဲ့ကြည့်ရလို့ချင်း united က6-6ရခိုင်လုံးရခဲ့တယ်ပထမပိုင်းတော့ သူတို့အသင်က31ရာခိုင်နှုန်းကိုရခဲ့တယ်။ဂိုးပေါက်ကင်သိမှုမှာဆိုရင် United ကပထမပိုင်း6ဂျီတော့ရခဲ့တယ်။သူတို့အသင်က3ဂျီရခဲ့တယ်။နော်။ဂိုးပေါက်တီးမှုမှာဆိုရင်ကျွန်တော်တို့က3ဂျီသူတို့က2ဂျီ။အဲ့ဒီ2ဂျီမှာသူတို့တကိုးဝင်ခဲ့တယ်။ဆိုတော့စာသမားတို့ ျွန်တော်အတင်ကမနေ့ပြောလို့ရှိရင်ပထမပိုင်းနဲ့ဒုတိယပိုင်းကိုကြည့်ရလို့ရှိရင်ပထမပိုင်းမှာတော့ခစားပုံနေတည်တဲ့ကောင်းတွေလို့ပြောရမှာဟိုအသေးပေါ်ချင်းချင်းပြပမှုတွေကအရင်ပွေးတွေတဲ့ကောင်းတွေလို့ကျွန်တော်ဆိုလို့ရမှာဒါပထမပိုင်းဒုတိယပိုင်းမဟုတ်ဘူးကျွန်တော်ပွေးစားပြီဆိုတဲ့နဲ့ကိုယ်အတင်ဘက်ကချင်းချောင်းမှုတွေကျွန်တော်ပြုလုပ်လာတယ်ဒါပေမဲ့လို့9မိနစ်အရောက်မှာအီလင်ကရေးကွေးလင်စက်နာကနေပေါ့ဗျာရက်ဇက်သူထိုးပေါက်လာတာ United ကစားသမား3-5ယောက်ကိုဖျက်ထုတ်ပလိုက်တာ အိယာသေးပါတော့ဗျာနှစ်ယောက်လောက်ကဲထားတာတော့ဒီလေကြီးအတူလို့တွေကတကီးကိုကောင်းပြီးတော့တကူရောက်သွင်းနိုင်ကြီးတယ်ဆိုတော့နောက်တဲ့စင်တဲ့ဘက်တွေကလည်းအာကိုမရဘူးကိုင်းနေကလည်းအဆင်မပြေဘူးပြီးလို့ရှိရင်ဂိုးသမားကလုံးဝကိုတုံဆောင်မရတာဒါကကျွန်တော်အသေးမှတကီးကိုပြဿနာရှိတယ်အမေလည်းပြောလို့ရှိရင်ကျွန်တော်ဒီနေ့မှလည်းတကီးကိုကစားသမားတွေကိုကျွန်တော်ဆေးရှင်တာအပြစ်ပြောရှင်တာ ဒါပေမဲ့လို့အခုကိုရီးမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ငလျင်ဘေးကြုံရတဲ့အခြေအနေတခုမှမပြောတော့ဘူးဒီကောင်းတွေကိုတကယ်ကိုပြောမယ်ဆိုရင်9မိနစ်မှတွင်ခဲ့တဲ့တကူကိုတော့ပြန်ပြီးတော့တရေတမက်ကိုတကူတော့ပြန်မချေပနိုင်ဘူးဘလောက်တော့ကြက်တည်တွုံးလဲကစီမိုဒီနေ့ပွေးစီမှာဆိုရင်ဟိုဒီကကောင်းနေလို့ကျွန်တော်ပြောလို့ရတယ်နောက်ပိုင်းပွေးစီတွေမှာလည်းဒါပေမဲ့ဒီကိုထားလို့တာလို့စီကလည်းကျွန်တော်ဗီဒီယိုဆက်မှပြောပြလို့ပါပဲ ဘယ်နှကိုးလောက်ဖင်တင်မှုရှိလဲဘယ်နှကြည်များကျွန်တော်အဲ့ဒီညာပဲအချမ်းကနေပြီးတော့ဘောလို့တွေကျွန်တော်ကိုးအသိဘောတွေရတာရှိတယ်မရဘူးဒီကောင်ကဆိုတော့ဒါလို့ကိုအသုံးပြုမေးစားနောက်ထပ်တစ်ယောက်ကိုအသုံးပြုတော့ပို့ပြီးတော့တစ်တော်မလို့ကျွန်တော်ကတော့မြင်မိတယ်စာသမားတို့စဉ်းစားကြည့်ကျွန်တော် international break မတိုက်ခင်မှာနှစ်ပွဲသုံးပြီးတော့အချိန်ကြီးကောင်းခဲ့တယ်တော်တော်လူစုတက်စုမဟုတ်ခဲ့ဘူးเนาะ စီနီယာကစားသမားတွေမပါဝင်တဲ့အနေထားတခုမှာဂျူနီယာကစားသမားတွေနဲ့ကျွန်တော်တို့ဟိုအကောင်းဆုံးဖြစ်တဲ့နိုင်ငံတွေလက်စတာကိုကျွန်တော်တို့အဝေးကွေးမှာစီး3နဲ့နိုင်ငံတွေဆိုတော့ဒီနေ့ပွင့်စီရကိုရီးယားတင်းတွဲအမန်တိုင်းပြောလို့ရှိရင်အနိုင်3မဲ့3မဲ့ကိုကျွန်တော်တို့အမေကလိုအပ်ခဲ့တာဒါပေမဲ့တိုက်စီပိုင်းကဂါနာရှိုးတို့အခွင့်အရေးရပါလေတာနဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်ဘူးကျွန်တော်တို့မန်ဆောင်နေတဲ့တင်ကစေဂျင်ဂူဘောက် ကဲသူရားတဲ့အနေအထားတစ်ခုကြည့်ရလို့ရှိဘလောက်တောင်တိုက်စီဘက်မှာအားနေမှုရှိတယ်။ရားတဲ့အခွင့်အရေးကိုမှကျွန်တော်အသုံးမမချနိုင်တာ။ဒါတော့ပြောတာကိုတွေကဘလောက်ပဲကုပေါက်ကဲသူမှုပဲနေခြင်းပဲရှိသည်။ဘောလုံးပိုက်စီမှုပဲနေခြင်းပဲရှိသည်။အဓိကရားတဲ့အခွင့်အရေးကိုတိုက်စီဘက်ကအသုံးမချနိုင်သေးတာကတော့မင်းလုံးဝအဆင်မပြေဘူး။စကစီစီနဲ့ကျွန်တော်အထောင်လေးရမှာပွေးထုတ်လာတဲ့တကယ်လေးပဲသူရဲ့တူကြီးကြော်ပြမှုတွေချိန်ချောင်းမှုတွေအကောင်းဆုံးဖြစ်ခဲ့တယ်။ကျွန်တော်ယူနေတဲ့အသင်းကလည်း ဒီနေ့ပွေးစီလို့မဟုတ်ပါဘူးအပွေးပြီးကနေမှဆိုရင်ဒုနေပြီးပဲကစားမှာပဲရှိတာဒီလိုချင်းကျွန်တော်လူစားပြောင်းလဲမှုမှဆိုရင်လေမခွန်ရတော့နောက်ပိုင်း86မိနစ်မှဝင်လာတယ်ကိုရောက်ခွေးတဲ့သူတို့အင်မတန်ကိုအားကိတ်ခဲ့တာဆိုတော့လင်းနီယူတို့ပထမပိုင်းပွေးထုတ်လာတယ်အဆင်မပြေဘူး၆၀ဆိုရင်လေးပလိုက်ပါလားဘာဖြစ်ဖို့ကျွန်တော်နောက်တဲကခေါင်းတိုက်မှုတွေဟိုချေထုတ်မှုတွေဆိုရင်မခွန်ရတော့ကလုဖြစ်တယ်ဆိုတော့အမိုရတွေကတော့ဗျာ international နိုင်ငံတွေကပွေးစဉ်အပြီးမှာပထမအဦးဆုံးကစားခဲ့တဲ့ပွဲမှာတင်ကျွန်တော်ချုံးခဲ့ပြီ။ရှားတင်တဲ့အခွင့်အရေးတွေပရမနာလူအက်တဲ့အမှတ်တွေကိုကျွန်တော်မရနိုင်ခင်ဘူး။အောက်ကအသေးတွေနဲ့အမှတ်ဘယ်လောက်မှမခေါ်ဘူး။သုံးမဲ့လောက်ပဲခေါ်တယ်။ကိုယ့်ရဲ့အတွင်းနဲ့သူတို့ကကိုယ့်ရဲ့အသေးတက်ကိုအပေါ်တက်တော့မှလက်ရှိကျွန်တော်မဲဆောင်နေတဲ့သင်ကစစ်စစ်သုံးမှရှိနေတယ်။ကျွန်တော် ပထမပိုင်းမှာကျွန်တော်တို့ဝင်းစင်းနဲ့ပြီးခဲ့တယ်ပေါ့ဗျာ9မိနစ်မှာအီလင်ဂါရဲ့တကယ်ကိုဒီကောင်ကတော့တွင်းတာတွင်းတာကိုအောင်ဝင်လုံးဝမခင်ဘူးဘလို့တော့မေဆာုံနဲ့တင်းကို respect ရှိလေးလေးစားလေးဆိုတာဆိုတော့ကိုကြီးကဝင်းစင်းနဲ့ပထမပိုင်းမှာရှုံးနေတယ်အသိအနေနဲ့ပေါ့ဗျာဒုတိယပိုင်းမှာဆိုရှေးစင်းမှုတွေလုံးဝကိုကွေးလေးလာတယ်ပြေးလိုက်တဲ့လုံးတွေကကိုအသိအပေါ်စီကိုမရောက်တော့ဘူး ရာတင်မော်ဒယ်နဲ့ညီပြီးတော့သူတို့ကပဲကျော်လို့ယူနေတဲ့အတင်းကိုဒုတိယပိုင်းမှာအမေကယ်ဆုံးနဲ့အကောင်းမွန်ဆုံးထိန်းချုပ်ကစားနိုင်ခဲ့တာဆိုတော့ဒုတိယပိုင်းအချိန်ကိုကြည့်ရလို့ရှိရင်ကျွန်တော်ဘောလုံးပိုက်ဆံမှုကမေဆောင်နေတဲ့အတင်းနဲ့68ရာခိုင်နှုန်းရတယ်တဖက်အတင်းက32ရာခိုင်နှုန်းရတယ်ကိုပေါင်းကယ်သိမှုမှာဆိုကျွန်တော်တို့ကပထမပိုင်းရောဒုတိယပိုင်းရောစုစုပေါင်း27ကြိမ်တော့ရှိခဲ့တယ်သူတို့အတင်းက8ကြိမ်ပဲရှိခဲ့တယ် ကိုပေါတင်မှုသူတို့က၂ချိန်ပဲကျွန်တော်တို့ယူနေတဲ့အချိန်က၅ချိန်ရှိတယ်အဲ့ဒီ၅ချိန်မှာတစ်ချိန်တောင်ဟိုမသွင်းနိုင်ခင်ဘူးကိုအဖြစ်မပြောင်းလဲနိုင်ခင်ဘူးဆိုတော့ကာနာရှူတို့ကလေဗျာသူတို့ဒီညာဘက်အချက်မှာကစားခိုင်းတယ်အရင်နေ့တွေတော့ညာဘက်အချက်မှာကစားရင် okay ဖြစ်တယ်အဆင်ပြေတယ်ဒါပေမဲ့ဒီနေ့ပွဲစီမှာဆိုအခွေတွေကိုလုံးဝသုံးမရှိနိုင်ဘူးဒီကောင်ကအဲဒီစလို့ကျွန်တော်တို့နောက်ပိုင်းမိနစ်တွေမှာဝင်လာတယ် အဲ့ဒီကွင်းလေးနေရာကအဆင်ပြေခဲ့တယ်ပြီးလို့ရှိရင်တလုံးမရုပ်ချောကောင်းလေးမစ္စံမောက်ဝင်လာတယ်အခွင့်အရေးနဲ့ကျင်သုံးစီရတယ်ဂိုးဘောက်မတင်ဂိုးဘောက်တင်ဂိုးမွင်အဲ့လိုဖြစ်နေတာဆိုတော့ကျွန်တော်ကလာမယ့်6ရက်နေ့မှာဆိုရင် CD ကိုကိုယ့်ရဲ့ ultra ပုံမှာလက်ခံကစားမယ်လော့တော့ဖီးရများတယ်ပြီးလို့ရှိရင် U ပါလိုက် quarter final အဖြစ်ကျွန်တော်လိုင်ရင်အသင်းကို အဝေးဝင်းကစားနေတရရကိုရီအသေးတက်ကိုရေဆန်ရမယ်ပွေးစဉ်တွေကတဲစီရှိနေတာဒီနေ့ပွေးစဉ်မှာလည်းပဲပထမပိုင်းမှာဆိုရင်နားလည်မှုရှိခြင်းနဲ့အချင်းတွေကောင်းခဲ့တယ်ဒါပေမဲ့ဒုတိယပိုင်းမှာဆိုရင်ဗျံမှာဖြစ်ပြီအခွေးတွေမရပါဘူးဆိုတာနဲ့ဒီသူတို့ကအားလျှော့နေတဲ့ပုံစံတွေမကစားရှိသလိုပုံစံတွေကျွန်တော်တွေ့နေရတယ်ဒါကကိုအသေးတက်ကိုအချင်းတွေမကောင်းဘူး လာမေရဒီမှာဆိုကိုရီအသေးအနေနဲ့အဲ့လိုမျိုးတိုက်စစ်နေရာတွေမှာမဖြစ်မနေဘူးကျွန်တော်ကြောင်းလေးမှရမယ်စေကစည်းတွေနဲ့ကျွန်တော်အထောင်ထဲမှာအဆင်ပြေခဲ့တယ်ကျင်းလေးကစားသမားတွေကအိုကေမနေခဲ့ဘူးသူနောက်ကျဆင်းတယ်မှာဆိုရင်ကဒီလေးမဆရာဘူးဒီနည်းဒီကစားသမားတွေကတကယ်ကိုကျွန်တော်အတင်းတွေကိုအားထားရတဲ့ကစားသမားတွေပလေယာတွေဒါပေမဲ့ဒီနေ့ပွဲစီမှာသူတို့စီကနေပလေယာတွေတကူကြောင်း9မိနစ်နေတော့ အဲ့ဒီ9မိနစ်ကသွင်းတော်လေးကိုကိုပြန်ပြီးတော့တကိုးရောက်မယူနိုင်ဘူးသူတို့ကပိတ်ကစားပြီလေဟုတ်တယ်မလားသူတို့ရဲ့အင်ကွေမှာတရေတမဲရရည်လေးဘာမှမဖြစ်ဘူးကိုရီအသင်းကသာဟိုမိနစ်၄90လောက်မှာ eBay eBay လုပ်နေတာ80လောက်မှာပဲဟိုအင်တိုက်အားတိုက်နဲ့ကစားတာမရှိတာအရှင်မရှိတော့ဘူးလေအဲ့ဒီအနေထားတစ်ခုမှာဆိုတော့ MOA အတွက်ကတော့ VR ကတော့နိုင်ငံတကာပွဲစီအပြီးမှလာပြီပေါ့ဗျာ ခုနှစ်ပွဲရှစ်ပွဲထိကျွန်တော်ဇတိုက်စုကစားမှာအခုကျွန်တော်တပွဲကတော့လုံးဝကိုအဆင်မပြေခဲ့တော့ဘူး။နာမည် Ultra ပေါ်မှာ CD ကိုဘယ်လိုရင်းပေးကစားမလဲ။ဒီတော့လူစုံတက်စုံနဲ့ကစားတဲ့နေရာတစ်ခုမှာတော့အသေးတကအနှုတ်လက္ခဏာဆောင်ပြီးတော့လုံးဝဇာတိတွေစိုးဝါးနေတဲ့အနေအထားတစ်ခုမှာဆိုရင်ဘယ်လိုကဘူးကျွန်တော် M1 အတွက်ကတော့သူတို့စာသမားတို့ရဲ့ ကျွန်တော်တို့ဒီကစားသမားတွေကတော့အဲ့လောက်ထိကျွန်တော်တို့မစေးတော့ဘူးအပြစ်မပြောတော့ဘူးဘာလို့ဆိုတော့ကိုရီးမြန်မာနိုင်ငံအတိုးတွေမှာလည်းလုံးဝကိုစိတ်မချမ်းသာစရာဖြစ်နေတဲ့အတွက်ဒီကောင်တွေကိုအခွင့်အရေးတွေပါလေးပေးလိုက်တော့မယ်ညီကိုတို့နေနဲ့ဘလူးထင်မိချက်ရှိလိမ့်ဒီပွေးစီမှာကိုအတင်းဘက်ကဘလောက်ထိကျွန်တော်အားနေခင်မှုရှိခဲ့တယ်လေဒီဖက်တင်းကဘလောက်တော့ကောင်းခဲ့တယ်လို့ဆိုတော့ညီကိုတို့ရဲ့တူတူရောက်မျိုးတွေဆွေးနွေးပေးကြပါဦးလာမယ့်6ရက်နေ့မှာဆိုလေကျွန်တော်တို့ယူနေတဲ့တင်းက စီဒီကိုကိုရဲ့အုတ်ထွက်ပုံမှာပြင်းပြလဲပွေးစဉ်31အဖြစ်ကိုချိန်ပဲကစားမှာပေါ့ဗျာဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးနေပြီကိုတူဒီရောက်စီတဲ့ကိုကြည့်ပြီးမြဲတင်ပါတယ်နိုင်ငံသူနိုင်ငံသားအပေါင်းတို့အရာရာဆင်ပြေပြီးတော့တဘာဘောကကြီး၃ပါးမှာအမြဲဆုံးလက်မြောက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်နေဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါတယ်အားလုံးပဲโอเคပါအားလုံးပဲကျေးဇူးများတင်ပါတယ်